ဒီဒီလိုကိစ္စမျိုးကဒါအဲ့တုံးကဆိုလဲမကြုံဘူးလေနော်ကိုလည်းမဟုတ်နေတဲ့ခါကျတော့အခုမှလည်းပြန်လဲမဖြေရှင်းပါဘူးဒါကြုံခဲ့တဲ့အခါတုန်းကဆိုရင်ကိုဒီငယ်လဲငယ်တဲ့အတွက်ကြောင့်မလို့ဟိုသွေးပူတဲ့အချိန်ဆိုကိုယ့်ရဲ့မိဘအတွက်ပေါ့နော်စိတ်ပူပြီးဖြည့်ရှင်းခဲ့တဲ့ဟာလေးမျိုးရှိတယ်။အဲ့ဒါအကြတော့တချို့ဟာအရင်ကြတော့ပြိတ္တနဲ့နားလည်မှုလွဲတဲ့အပိုင်းလေးရှိတယ်။ကို inner cycle မှာရှိတဲ့လူတွေကို အဲကိုမှန်ချောင်းတည်တယ်အဲကိုမဟုတ်ချောင်းတည်တယ်အဲ့ဆိုရပြီလေးတိုက်ချင်တဲ့လူကတိုက်မှာပဲမှုတ်ထုတ်ချင်တဲ့သူကမှုတ်ထုတ်မှာပဲအဓိကကိုစိတ်တိကိုလိပ်ပြကိုလုံးနဲ့ကိုမဟုတ်နေပေါ့အဲ့လိုမျိုးလေးပဲတွေးထားတယ်အဲ့တဲ့ကြောင့်မို့လို့ဟိုလူတွေအများကြီးပုံမှန်စကားတစ်ခုနေပုံမှန်လိုက်ပြီးတော့အဲ့လိုခံစားချက်ပြီးတော့အဲ့လိုမျိုးဟိုအရင် emotion နဲ့တော့မဖြစ်တော့ဘူးပေါ့ကိုကိုကိုလို့ပြောင်းလဲသွားတာပြီပေါ့နောက်ပိုင်းဆိုလဲဒီထက်တက်တက်တက်နှစ်တက်တက်နှစ်ပို့ပို့ပြီးတော့လို့ကိုကိုကိုရင်းကျက်လာတယ်လို့ခံစားရတယ်ဟုတ် ာလိုအပ်ချက်စုံရှိပါစေ။ပြည်စုံကုန်လုံးကြွယ်ဝချမ်းသာပြီးပြည်သူ့နိုင်ငံပါစေ။အခြေတော်မှာကြော်နေနိုင်ပါစေ။ဟုတ်ကဲ့ဒီနေ့ကတော့ဒါမွေးနေ့မွေးရတိုက်တယ်ပေါ့နော်28နှစ်ပြည့်မွေးနေ့ပါဟုတ်ကဲ့ဒီနေ့ကတော့ဒါထမင်းဟင်းပေါ့နော်ထမင်းဟင်းကိုမမလူရောက်200စာအနေနဲ့တိုင်ရဥဆောင်ပြီးတော့ဒါအာတငယ်ချင်းတွေနဲ့အတူပေါ့နော်ဒါကုတူလာပြီးတော့လောက်တာပါရှင်ဟုတ်အဓိကမွေးနေ့ဆိုတာ ပုံမှန်ပေါ့နော်ဒီနောက်ပိုင်းလူငယ်တွေကသိရင်သိမယ်မွေးနေ့ဆိုရင်ဒါမွေးနေ့ကိတ်တွေခွဲမယ်ပျော်မယ်ရွှင်မယ်ဒါအကုန်လုံးကိုမွေးနေ့ကိုကကိုကလို celebrate လုပ်မယ်ပေါ့ဒါပေမဲ့တကယ်တကယ်အကြတော့မွေးနေ့ဆိုတာကအာညီမတော့ဒါဆိုရင်ညီမကိုညီမအတွက်ကုသိုလ်ပြုတာတဲ့ညီမရဲ့မိဘပေါ့နော်မိဘအတွက်မိမိအတွက်လာပြီးကုသိုလ်ပြုပေးတာဘာလို့လဲဆိုတော့မွေးနေ့ဆိုတာကကိုရဲ့မိဘကဒီရက်မှာပေါ့နော်ဒါတေမင်းနဲ့ဒါအပြိုင်စစ်ခင်းပြီးတော့ကိုကို အဲခက်ခက်ခဲခဲနဲ့ဟိုမွေးထုတ်ရတယ်သူမှဒီဒီလာတွေအကြာကြီးကိုမမပေါ့နော်မွေးထုတ်ရတယ်ဒီလိုမျိုးအများကြီးပင်မဆင်းရင်ခံပြီးတော့ဒါလူလောကတွေရောက်လာတယ်ဒီနေ့ဆိုတော့ဒါမိဘအတွက်လည်းကုသိုလ်ရအောင်ဆိုပြီးဒီနေ့လေကအဲကုသိုလ်လာလုပ်ပေးရပါရှင်ဟုတ် surprise တွေကတော့ရတာမျိုးရှိသေးတာ surprise တွေကတော့ရတာပေါ့ရှင်ကျွန်တော်ဘယ်လိုခါလေးရတယ်ပြောပါအဲဒီနေ့ surprise တွေကတော့အဓိကကတော့ဟို တန်ဖိုးဆိုတာတော့ဒါကိုဖြတ်တန်ဖိုးတစ်ခုကတော့ကိုဖြတ်လိုက်ရင်တော့တန်ဖိုးတစ်ခုအနေနဲ့ရှိသွားတာပါဒါပေမဲ့ ချစ်တဲ့ခင်နဲ့စိတ်နဲ့ဒီပေးတဲ့အရာတွေကိုညီမတို့တံမိုးမဖြတ်ဘူးတံမိုးထားတယ်အဲ့တော့ surprise ဆိုတာတဲ့ဘယ်လိုခေါ်မလဲကိုယ်ချစ်လို့ခင်လို့အဲစိတ်ချမ်းသာအေးချမ်းစီခြင်းလို့ပေါ့နော်ပျော်စီခြင်းနဲ့စိတ်နဲ့ပေးတဲ့အရာတွေမှန်သမျှတော့ညီမတို့အကုန်လုံးလက်ခံတယ်အယူလဲယူရဲအဲ့အတွက်ကြောင့်မလို့လက်ဆောင်တွေကတော့ပေးချပါတယ် surprise တွေလည်းလုပ်ကြပါတယ်အဲအဲ့အတွက်လည်းအများကြီးလေးကျေးဇူးတင်ပါတယ်လို့ဟုတ်အတိကတော့ဟိုဒါတည့်တဲ့အတိုင်းပါပဲအကုန်လုံးကဒါ ဟိုလူဆိုတာတော့ကဲ့ရဲ့9ရက်ချီမွန်9ရက်ရှိမယ်လေအဓိကကိုလုံနေတဲ့အလုပ်တီးမှန်ကန်ဖို့လိုမယ်ပြီးတဲ့အခါကျရင်ကိုလုံနေတဲ့အလုပ်တီးသူတစ်ပါးကိုမထိခိုက်ဖို့လိုမယ်ဒီလိုမျိုးလေးတော့ဖြစ်ရမယ်အဲ့ပုံမှာမှဟိုလူဆိုတာတော့ဟိုတို့ကတော့ချင်းလဲချင်းမယ်မုန်းချင်းလဲမုန်းမယ်ပေါ့ဒါပေမဲ့အဓိကကိုကိုတိုင်းဒီနေထိုင်မှန်ဖို့တော့လိုတယ်အဲ့အတွက်ကြောင့်မလို့အရှိရှိမှာဆိုလဲညီမဆိုလဲဒါအာတင်ယူစရာတွေပြီးတဲ့အခါကျရင် ဟိုကိုကိုကိုအများကြီးအဲ့လို lesson တွေလည်းအများကြီးရတယ်နောက်ခုကကြတော့ပြင်ဆင်နေပြင်ဆင်ဖို့လိုတဲ့အပိုင်းတွေလည်းအများကြီးပေါ့နော်သိရတယ်ဘာလို့ဆိုဟိုဒီဟာဒီကိုတယောက်တည်းနဲ့ကိုရဲ့ပဝင်းချင်းနဲ့တမကိုဒီထိခိုက်ဖို့အဲထိခိုက်မဲ့အကြောင်းအရာတွေဒါလှုပ်ဖို့လည်းမလိုဖို့အဲမလှုပ်ဖို့လည်းလိုတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ညီမတီအရှိရှိမှာဆိုလဲအော်ဒါတွေဒီလိုမျိုးဖြစ်သွားတယ်ဖြစ်သွားတဲ့အပေါ်မှာအဲ အဓိကကိုယ်စိတ်ဒီကိုယ်လက်ပြကိုယ်လုံးနဲ့ကိုမဟုတ်နေပေါ့အဲ့လိုမျိုးလေးပဲတွေးထားတယ်အဲ့တကြောင့်မို့လို့ဟိုလူတွေအများကြီးပုံမှန်စကားတခုနေပုံမှန်လိုက်ပြီးတော့အဲ့လိုခံစားချက်ပြီးတော့အဲ့လိုမျိုးဟိုအရင် emotional တော့မဖြစ်တော့ဘူးပေါ့ကိုကိုကိုလို့ပြောင်းလဲသွားတာပြီပေါ့နောက်ပိုင်းဆိုလဲဒီထက်တက်တက်တနှစ်တက်တက်နှစ်ပို့ပို့ပြီးတော့လို့ကိုကိုကိုရှင်းချက်လာရဲလို့ခံစားရတယ်ဟုတ်အဲ့တော့ဒါပုံရှင်းချက်လာတယ်ပြောလို့ရတယ်ရှင်းချက်လာရဲပြောလို့ရတယ်ပုံမှန်ဆိုရင်အဲ့လိုစကလုံးလေးတစ်လုံးအားစာစာချောင်းလေးတစ်ချောင်းအားစာအရန်ခံစားတက်တဲ့သူ ်အခုလိုမျိုးဆိုရင်အဲ့လိုစကားလုံးတစ်လုံးပြောလဲကိုဒီအော်ကိုမဟုတ်နေဘူးတကြောင်မလို့ကိုဘာမှဖြစ်မနေဘူးအဓိကကိုလှုပ်ဆရာရှိတဲ့အလုပ်ဒီမပြတ်သွားဘူးပဲကိုစူးစမ်းနေတဲ့အရာဒီမရက်သွားဘူးပဲအာလေးတိုက်ချင်တဲ့လူကတိုက်မှာပဲမှုတ်ထုတ်ချင်တဲ့သူကမှုတ်ထုတ်မှာပဲဒါမဲ့ကိုဒီမလဲသွားဘူးလို့လေအဲ့လိုမျိုးလေးပဲတွေးထားတဲ့အတွက်ကြောင့်မလို့အာကိုစူးစမ်းနေတဲ့အရာဒီဆက်ရှောက်မယ်အဲမရက်သွားဘူးလူတွေကတော့ ပြောမှာပဲပြောချင်တဲ့လူကပြောကိုပြောမယ်မပြောချင်တဲ့လူကမပြောဝင်ပြောဆိုတော့နောက်ပိုင်းဒီအဲပဝင်းချင်းကိုဂယုမဆိုင်ဘူးလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ဘူးဒါပေမဲ့ဂယုဆိုင်ရမယ့်အရာတွေဆိုဂယုဆိုင်လိုက်တယ်လစ်လူရှူရမယ့်အကြမ်းအရာဆိုတော့အများကြီးလစ်လူရှူလိုက်တယ်ကိုကိုစိတ်ကိုလို့ပင်ပန်းခံပြီးတော့တော့လို့မတဲွားတော့ဘူးအတိအကျတော့အေးအေးဆေးဆေးပဲဖြတ်တန်းတယ်ညီမဒီဒီလိုကိစ္စမျိုးကဒါအဲ့တုံးကဆိုလည်းမကြုံဘူးလေနော်ကိုလည်းမဟုတ်နေတဲ့ခါကျတော့အခုမှလည်းပြန်လဲမဖြေရှင်းပါဘူးဒါအဲအဲ့လိုမျိုးကြုံတဲ့အဲ့ကြုံခဲ့တဲ့အခါတုန်းကဆိုရင် ိုတည်ငယ်လဲငယ်တဲ့အတွက်ကြောင့်မလို့ဟိုသွေးပူတဲ့အချိန်ဆိုကိုယ့်ရဲ့ဟိုဘယ်လိုကောင်းလဲမိဘအတွက်ပေါ့နော်စိတ်ပူပြီးဖြည့်ရှင်းခဲ့တဲ့ဟာလေးမျိုးရှိရင်အဲ့ဒါအကြတော့တချို့ဟာအရင်ကြတော့ ပြည်သက်နဲ့နားလည်မှုလွဲတဲ့အပိုင်းလေးရှိရဲအအထူးကဒီညီမပတ်ဝန်းကျင်ညီမဘေးရလူတွေညီမပတ်ဝန်းကျင်မှာပေါ့နော်ရှိတဲ့သူတွေဒီအညီမကိုတိတယ်တိတဲ့အတွက်ကြောင့်မလို့အထူးကအော်ကိုမဟုတ်နေကိုလိပ်ပြကိုလုံးနေအဲ့ဒါဆိုပြီးပြီးဆိုအဲ့လိုလေးပဲဖြတ်တန်းလိုက်တဲ့ခါကျတော့အေးချမ်းသွားတယ်အဲ့လိုမဟုတ်ဘဲနဲ့လူရငါ့ကိုဘာတွေပြောမှလူရဘယ်လိုတင်မှလဲငါမဟုတ်တော့ဘယ်လိုလိုက်ရှင်းပြရမှာလဲတယောက်ချင်းစီတယောက်ချင်းစီတယောက်ချင်းစီစင်ကဲစင်ကဲမပြောနိုင်ဘူးလေမပြောနိုင်တဲ့ခါကျတော့ အဲ့ဟာတွေဒီအဲ့စဝိုင်းအတွင်းရောအအကုန်ပြည့်အောင်ညီမလည်းလိုက်မပြောပြနဲ့အဓိကကို inner cycle မှာရှိတဲ့လူတွေကိုအဲကိုမှန်ချောင်းတည်တယ်အဲကိုမဟုတ်ချောင်းတည်တယ်အဲ့ဆိုရပြီကိုဒီလူအများကြီးနဲ့ဆက်ဆံရတာတော့မှန်တယ်ဒါပေမဲ့တကယ်တကယ်ပေါ့နော်ညီမတွေးရတာဒီကိုအခက်ခဲဖြစ်တဲ့အချိန်ကိုဒုက္ခရောက်မဲ့အချိန်ကိုအကူအညီလိုတဲ့အချိန်မှာဒီကိုဘေးနားမှာရှိတဲ့ inner cycle ကလူတွေဒီအဲ ိုပဲချိန်ခေါ်ခေါ်ရောက်လာမဲ့သူတွေဒီအဲ့လိုမျိုးလေးတွေဒီပဲအဲ့လူတွေကိုပဲညီမထဲထွက်လိုက်တယ်အများကြီးလိုက်ပြီးတော့ထဲထွက်တဲ့ခါကျတော့ကိုလည်းပင်ပန်းနေအဲလိုရင်းလည်းမရောက်ဘူးရှေ့လည်းမရောက်ဘူးအဲ့မှာမလိုလားတဲ့ပြဿနာတွေပုံဖြစ်နိုင်တယ်လေအဲ့တော့အများကြီးမတွေးတော့ဘူးပင်ပန်းနေကိုလုံးဆရာရှိရာလုတ်တယ်အဲကိုမမကန်ကန်နေတယ်ဒါတော့ဆိုရပြီဆိုတော့အဲ့လိုအရန်ပူပန်ရမယ့်ဟာထဲလေပို့ ပူပန်လေးအဲ့လိုဖြစ်လို့လေအဲ့တော့မတွေးတော့နောက်ပိုင်းဟုတ်အတိတ်ကတော့ပေါ့နော်ညီမတို့ဒီ public figure တယောက်အနေနဲ့ကတော့ဟိုပြိတဲ့စကားကိုလစ်လူရှုလို့လည်းမရဘူးနောက်ပြီးတော့ကိုယ့်ရဲ့သွားချင်တဲ့ပုံစံကိုလည်းဖယ်ထားလို့လည်းမရပြန်အတိတ်ကနှစ်ဦးနှစ်ဖက်မျှတာစွာဒါနေမှပဲအဆင်ပြေမယ်ဘာလို့ဆိုကိုစိတ်ကြီးတိုင်းပဲနေမယ်ဆိုရင်လေဒီပဝင်းချင်တဲ့တဟစာတာဖြစ်ဖို့ဆိုတာလည်းမလွယ်ဘူးလေဒါကိုကနေချင်းလို့နေပြီးတော့အခါကျတော့ပြောစရာကြီးရောက်ဒါပို့ဖြစ်နိုင်တယ်အဲ့လိုမဟုတ်ပဲနဲ့အဲ တချို့ຢာတွေဒီလဲပြိတက်ကပြောမှထောက်ပြမှအာတချို့ຢာတွေဒီလဲဒါပြင်လို့ရတဲ့အပိုင်းနေလဲရှိရဲအဲ့လိုမျိုးဖြစ်တတ်တတ်ကြမလို့ညီမတို့အရှိမဆိုရင်တော့ဒါကိုယ့်ရဲ့ဒါ နကုမူရင်းဆွဲတိုင်းပုံစံလေးတိုင်းပဲနေမယ်ပြိတက်ကအဲထားပါတော့ဇလန်းသဘောရပဲဖြစ်ဖြစ်ဇက်ကောင်ကာရက်တာအရာတွေပဲဖြစ်ဖြစ်ပြောင်းလဲစေခြင်းလို့ရိုက်စေခြင်းလို့ပုံစံမျိုးလေးတွေရှိတယ်ဆိုရင်ရိုက်လာမယ်ကိုယ့်ရဲ့အပြင်ဒီဘက်ပေါ့နော်လူနေမှုဒီဒီဘက်အပြင်မှာဆိုရင်တော့ကိုယ့်ရဲ့ဒီတမယူကြအရှိ့ကိုအရှိတိုင်းပဲညီမနေပါဒါကတော့အယူရှင်းဆုံးဖြစ်မှာပါဆိုတော့ညီမဟိုပေါ့နော်ညီမဖေအမြဲပြုပြောဘူးလေအတိကအယူရှင်းဆုံးဒီအဆန်းဆုံးပဲပေါ့နော်ဟိုလူတွေဆန်းဆန်းပြပြမြင်အောင်လို့ကို ကဆန်းဆန်းပြပြတွေလိုက်လုံမှာမဟုတ်ဘူးကိုယ့်ရဲ့အရှိကိုအရှိတိုင်းပဲနေထိုင်ခြင်းဟာဒါပို့ပြီးတော့ဟောဘယ်လိုခေါ်မလဲအလှဆုံးဖြစ်မှာပါဟုတ်ဟုတ်ကဲ့ပါရှင်ဒါဒီနှစ်ပေါ့နော်ဒါဒါမြန်မာနှစ်သစ်ကိုလည်းရောက်ပြီးနှစ်သစ်လည်းဖြစ်တဲ့အတွက်ကြောင့်လို့ပြိသက်ကြီးရလဲကျမ်းမာချမ်းသာအေးချမ်းပြီးတော့အဆောက်အအုံရအစဉ်ပြေချုံမှုရနှစ်တစ်နှစ်လေးဖြစ်ပါစေလို့အဲကျမဒီနှစ်မွေးနေ့လေးကနေပြီးတော့ဆုမွန်ကောင်းတက်ပြလိုက်ပါရှင်ဟုတ်ကျေးဇူးပါ